ဖရန်ဖို့နယ်ပွဲမှာတကူတင်းတကူပန်တီးပေးခဲ့တဲ့ခါမာချိုရဲ့ထူးရှယ်စံဆောင်ရေးအားလုံးပဲမင်္ဂလာပါ Game Time Crew ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ် Manchester United အသင်းကတော့ Premier League ပွဲစဉ်35အချင်းဖရန်ဖို့အသင်းနဲ့ရှင်ပြိုင်ကစားခဲ့ရပါတယ် United ဟာအဝေးခွင်းမှာတွားရောက်ရှင်ပြိုင်ကစားခဲ့ပြီးတော့၄ဂိုး၃ဂိုးနဲ့ရှုံးနိုင်ခဲ့တာပါ United ကတော့လာမယ့်ကြာရက်မှာ Europa League အရေးကြီးပွဲစဉ်ဖြစ်ပြီးပါဟုအသင်းနဲ့ကစားဖို့ရှိနေကြတယ်ဒီပွဲမှာလူငယ်ကစားသမားတွေနဲ့အရန်ကစားသမားတွေကိုတွဲဖက်အသုံးပြုခဲ့ရပါ နိုင်တဲ့အတွက်ဒီပွဲမှာထူးထူးခြားခြားခြေစွမ်းပြကစားခဲ့သူကတော့အာဂျင်တီးနားသားလေးကာနာချိုပါကာနာချိုကအသင်းအတွက်သွင်းကိုတကိုးကိုအဝေးကန်တဲ့လှလှပပကန်သွင်းယူခဲ့တယ်လို့မေဆန်မောက်ရဲ့သွင်းကိုကိုလည်းလှလှပပဖန်တီးပေးထားနိုင်ခဲ့ရပါဒီပွဲမှာကာနာချိုကပွဲချိန်ကြီးရုံးတန်ကစားသွားခဲ့သလိုအသင်းအတွက်ထိရောက်တဲ့ဆက်ဆောင်ရည်တွေပြသထားခဲ့ရပါ ဒီပွဲမှာဂါနာချိုကအခွင့်အရေးပန်တင်မှု၅ကြိမ်အထိတုလုပ်ခဲ့ပြီးတော့နှစ်ဖက်အသင်းကစားသမားတွေထဲမှလည်းအများဆုံးဖြစ်ခဲ့ပါတယ်။ဂါနာချိုကတော့ DRD တိုင်ဝဲဆုံမှာ United အသင်းအတွက်၁၇ဂိုးအသင်း၁၀ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ဒီနေ့တက်ဆက်မှုကတော့ဒီလောက်ပါပဲ။